ခုရောက်နေတာကတော့ခုရောက်နေတာကတော့ပရက်ယူနီဘာစီတီပါပရက်မှာတားကိုចောင်းចောင်းလက်ကျိုးတာចောင်းလက်ចောင်းတက်နေရဲ့တားလေးကိုចောင်းလက်ကျိုးတာပါလက်ကျိုးရင်းနဲ့ပျော့ပြရရရင်တော့ဒီနိုင်ငံမှာနေမယ်ဆိုရင်အာစောင်းဝနေရေလို့ပြောပေမဲ့ အာလူတွေပေါ့နော်လူသားတွေအနေနဲ့စောင်းနေလို့ပြောသလိုအရေးကြီးသလိုသားသမီးတွေရှိရမိဘတွေကြတော့လဲသားသမီးတွေရဲ့ပညာရေးအတွက်ပေါ့နော်စဉ်းစားရတာနဲ့ဆိုလို့ရှိရင် ပရက် University ကိုကိုယ့်ဘက်ကို online နေပြီးတော့ရှောက်လို့ရပါတယ်။ဘယ်ပွဲစားမှမလိုပါဘူး။ရှောက်လို့ရတယ်။ GDWB ဆိုရင်တက္ကသိုလ်တက်လို့ရတယ်။ GD နဲ့မတက်ရသေးဘူးဆိုလို့ရရှင်တော့ဘာလို့လို့ရလဲဆိုတော့ဒီမှာအာ GD မတက်ရသေးဘူးဆိုလို့ရှင်လဲ certificate course တွေတက်လို့ရပါတယ်။အဲ ဟိုဟာပရက်ယူနီဗာစီတီကိုကြောင်းညပေးတယ်လို့တော့ဖြစ်နေတော့ပရက်ကဆီယမကြီးကျွန်မတော့ဟိုဟာလောက်ရတော့မယ်ထင်တယ်အဲ့လိုတော့ဖြစ်နေတော့မယ်အဲဆရာတို့ဆရာမတို့ဟုတ်ပြီတကယ်ကတော့ကိုဒီမှာမြန်မာနိုင်ငံရဲ့အခြေအနေဘလိုပဲဖြစ်ဖြစ်ပေါ့နော်နိုင်ငံတကာကိုရောက်နေတဲ့အဒူရီကလည်းကိုသားသမီးရဲ့ပညာရေးအတွက်စိတ်ပူနေရဆိုလို့ရှိရင်အဆင်ပြေအောင်လို့မျှဝေပေးတာပါအဲဒီမှာဆိုရင်အလူသားတွေမှာဆိုရင်ပြည်ကလေးတွေအတွက်ပညာရေးရှိသလိုစာဝတ်နေရေးပေါ့ ချောင်းနေရေးလို့ပြောတဲ့ခါကျတော့စားတာကလည်းဈေးသက်သာတယ်ဈေးသက်သာတယ်ဆိုတဲ့ဟာကိုဘလို့စားလဲပုံမှန်မူတည်တယ်လို့လည်းပြောခဲ့ပြီးသားပေါ့နော်ဆိုတော့နေရေးဆိုတဲ့နေရာမှာ အကျောင်းကဒီပရက် University နားမှာအဆောင်ရှိရဲ့အဲ့အဆောင်ကတော့အကျောင်းရဲ့အဆောင်လည်းရှိတယ်လို့အကျောင်းရဲ့အဆောင်ကတော့အာဆရာတွေဘာတွေလည်းရှိရခါကြအကျောင်းရဲ့အဆောင်လည်းရှိတယ်အကျောင်းရဲ့အဆောင်လည်းရှိတယ်နောက်တစ်ခုကကြဘေးအပြင်အဆောင်လေးတွေလည်းရှိတယ်ဘေးအပြင်အဆောင်လေးတွေကဘယ်လောက်လဲဆိုလို့ချင်းအသူက3500 3500 5000အာအာ6000ပေါ့နော်အများကြီးရေးဈေးမျိုးမျိုးဒီနားထဲမှာ ပေါင်ခြင်းတွေမှာလည်းအဲငားလို့ရတယ်ပေါ့နော်။အော် နောက်တစ်ခုကဟိုချင်းမိုင်တက္ကသိုလ်လို့ပြောတဲ့ခါမှာချင်းမိုင်တက္ကသိုလ်မှာဆိုလို့ရှိရင်လည်းចောင်းတက်တဲ့လူတွေကိုចောင်းအောင်ပေးတယ်။အဲ0နည်းနည်းကြီးမလား။ဟာဟွာပေါ့9000ရှိရဲ့။ဒါမဲ့2ရောက်တော့နေလို့ရတယ်။နေခွင့်လည်းအဲသူတို့ဟိုပြောတာနေခွင့်လည်းရှိရဲ့ပေါ့နော်။ဆိုတော့ နောက်တစ်ခုကကြတော့ချင်းမိုင်တက်ချင်းမိုင်တက်ကတူလို့ပြောတော့အာ Northern ချင်းမိုင်လားအဲ့မှာလည်းရှိရဲအဲ့မှာကြတော့အဆောင်က2500လို့ပြောတယ်စားစိတ်ကလည်းဟိုဟာလောက်ပဲကုန်တယ်လို့ပြောတယ်အဲစားစိတ်ကလည်းသူတို့ကိုယ့်ဘက်ကိုချက်စားတာတကယ်ကို 50လောက်ပဲကုန်နေတဲ့ဒါကတော့ကိုယ့်ဘဝချိန်ပြီးတော့စားလို့ရတယ်နော်ကိုကြိုက်တတ်တဲ့အစားအစာနဲ့ကိုလှုပ်တတ်တဲ့လှုပ်ချင်တဲ့အစားအစာနဲ့ပေါ့ဟောကိုကကိုဟောဈေးကြီးတာတွေအာဈေးကြီးတာဆိုတာလည်းအပြင်မှာအလိုဆိုင်ကြီးကဝယ်စားမယ်ဆိုတော့တမျိုးပေါ့နော်အာဒါကတော့ကို limit နဲ့ကိုလှုပ်လို့ရပါတယ်နေတာကလည်းအာဈေးကမျိုးမျိုးရှိရဲအဲ့လိုမျိုး အဆောင်တွေအဆောင်တွေရှိသလိုတိုက်ခန်းတွေရှိသလိုနောက်ဘာလဲရှိလဲဆိုလို့ရှင်အလုံးကြီးအိမ်တွေရှိတယ်လုံးကြီးအိမ်တွေမှာအခန်း၃ခန်း၃ခန်းမှာတခန်းချင်းစီကိုကိုယ်ငုံမြနေခြင်းလည်းရတယ်အဲနောက်တစ်ခုကကြတော့အပိုင်ဝယ်ထားတယ်ဆိုလို့ရှင်လည်းဟိုဟာမပေးရအောင်ပေါ့နော်ဒါစားတယ်အာဝတ်တဲ့ဟာကလည်းတတ်တာတယ်ဝတ်တဲ့ဟာတွေလည်းတတ်တာတဲ့ဟာတွေရှိရယ်စားဖို့နေရည် နေတဲ့ဟာလည်းပြောထားပြီးပြီဆိုတော့ဟောပြီးရင်ခီးသွားလာရေးမှာမေးတာကခီးသွားတဲ့ဟာတွေကလေအဲဆိုင်ကယ်ငားလို့ရတယ်ဆိုင်ကယ်လည်းငားလို့ရတယ်ကားလည်းငားလို့ရတယ်အာဆိုင်ကယ်ဆိုရင်တစ်လကို2000 2500လောက်ငားတာရှိရယ်ဝယ်ပြီးတော့အကြောင်းသူကြောင်းသားရယ်ဆိုလို့ရှိရင်လည်းဝယ်ပြီးအရင်နဲ့ပေးတဲ့ဟာတွေလည်းရှိတယ်လို့သိထားတယ်နောက်တစ်ခုကကြတော့ကားလေးဆိုကားဟောင်းလေးတွေအဲဝယ်ပြီးတော့ ဝယ်ပြီးတော့နေတယ်ဆိုလို့ရှိရင်လည်းအဲ့ဒါဆိုလည်းတန်ပါတယ်ဥပမာအဖြစ်အာ Toyota Vios လေးဆိုလို့ရရှိရင်ဒီမှာအဟောင်းလေးဆိုရင်သူ့ရဲ့နှစ်ပေါင်းမူတည်ပြီးတော့အာ1900လောက်လဲဝယ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပြီးွားရင်1.5ဆိုလို့ရှိရင်စီးသိမ့်မစားဘူးပေါ့အဲကိုယ့်ဘက်ကိုအာကျွဲပြီးတော့ဟို0ကီလိုစီးလဲရပါတယ်ဒါ is depend on you you မှာဘယ်လောက်ပတ်စံရှိလဲပေါ့နော်ကိုယ့်ရဲ့မိဘကို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 အနေနဲ့ ောက်ပတ်စံသုံးခြင်းလဲဒီပုံမှာမူတည်ပြီးတော့ကိုယ့်ဘက်ကိုအဝယ်ပေါ့နော်ဝယ်ပေါ့ချင့်ချင်ပေါ့ရေရှိကိုကြည့်ပေါ့ဘလောက်လောက်ဒီဟွာဖြစ်မလဲပေါ့ဟုတ်ကဲ့ပါတခြားနိုင်ငံတွေကနိုင်ငံတွေအများကြီးသွားကြည့်တဲ့ဟာမှာတဲ့မှာတော့ဒီနိုင်ငံကိုကြိုက်တယ်အဘယ်တွေရောက်ဘူးလဲလို့ပြောရင်တော့ US လဲရောက်ဘူးပါတယ် US ရောက်ပြီးတဲ့ကအဲဒီနိုင်ငံတော့မလာတော့ဘူးလို့တို့ဟိုဆုံးဖြတ်မိတယ်ပေါ့နော်အဲ့တုန်းကမှလေအရန်ချမ်းတာလဲပါမထင်နဲ့မိုးရွာလဲဆုံးနေနှင်းကြလဲဆုံးနေအဲ့တုန်းက ာအာရှန်လီဒါအာရွေးကန်လာပြီးတော့သွားတာပါပစစည်းနမကုံနေရာလဲရှယ်ပဲဂျီအာ အဲဂျီရဝန်ထမ်းတွေကိုအာဝန်ထမ်းတွေကို train နဲ့နေရာမှာသွားတက်ခဲ့တာပေါ့နော်သွားနေခဲ့တာပေါ့နော်ဆိုတော့အာတခြားနိုင်ငံတွေလည်းရောက်ပါတယ်ယူရိုပတ်လည်းရောက်ပါတယ်ရောက်တဲ့နေရာမှာမဒီယာလေးကတော့အေဂျင့်လို့ရယ်ဒီကလူမျိုးတွေကိုကြိုက်လို့သူ့လူမျိုးသူ့ကချာကိုလည်းကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာသူ့ရဲ့အတန်လေးတွေကနူးညံ့နေနူးညံ့နေမြန်မာတွေရဲ့အတန်အကျန်းနေလေမြန်မာတွေကစကားပြောရင်ညာတန်နဲ့ပြောတယ်တဲ့အဲတချို့ကပြောတာပေါ့လေ အာဆိုတော့သူတို့ရဲ့အတန်ဘဲတန်လို့ပြောတော့ဘေးနားမှာကပ်ပြီးနေရင်တော့အတန်မကြားရဘူးသူတို့ကဂျင်နာတက်တယ်ကားမောင်းတဲ့ခါမှာဆိုလို့ရှိရင်လေသူတို့ကအရန်ညားတယ်အာအဲ့လိုမျိုးပေါ့နော်အဲကားမောင်းနေဆိုရင်ချင်းမိုင်မှာအာဟိုပေါ့ဆန်ကဲတွေကိုရှောင်ရတယ်လို့ချင်းမိုင်မှာကားမောင်းလို့ရှိရင်ငှက်တွေကိုလည်းရှောင်ရတယ် အဲနောက်ဘာတွေလဲကဏ္ဍနေလဲရှောင်ရတယ်လမ်းပေါ်မှာကဏ္ဍနေသွားတာလဲရှိတတ်တယ်မွေတွေလဲပေါ်တယ်ဗောနော်ဆိုတော့မွေတော့လဲမကြောက်နေအောင်เนาะမွေတွေလဲရှိတယ်အဲဒီလိုလဲလာလဲကြည့်ပါအော်ချက်ချင်းမဆုံးဖြစ်ပါနဲ့လာလဲကြည့်ပြီးတော့မှစဉ်းစားဆုံးဖြစ်ပါ retire life ကတော့ဒါကိုယူလိုက်တာကအခုကျွန်မကတစ်နှစ်ပြည့်တော့မယ်နဝင်ဘာရောက်တာမနှစ်ကနဝင်ဘာရောက်တာဆိုတော့ဒီနှစ်ကအခု10လပိုင်းဆိုတော့တစ်နှစ်ပြည့်တော့မယ်ပေါ့เนาะဆိုတော့ဆိုတဲ့ကာလမှာတော့သဘောကျပါတယ်ဆက်ရောက်ချင်းတော့နေလို့နည်းနည်းလေး အဲမနက်ကျရင်နည်းနည်းစောစောမထားသလားပေါ့အဲအဲ့လိုလေးနည်းနည်းဖြစ်တော့ညာလဲခုတော့အသားကျသွားပြီရန်သဘောကျတယ်။ slow life မှာမှာရေသွေးရှိပြီအေးချမ်းတဲ့ဘဝလေးပေါ့နော်။အရင်တော့ဆိုတော့တုတ်တုတ်တုတ်ဘဝကြီးကိုနေခဲ့ရတဲ့ဟာမှာတုတ်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 ကြီးတည်းမှာပဲမျောနေတာ။ဟာကားမောင်းလည်းကားစီးရင်လည်းမြင်မြန်ပဲ၊သွားရင်လည်းမြင်မြန်ပဲ၊ဘယ်ရပဲပြပြမြင်မြန်ပဲ။အပြီးတော့လည်းတုတ်တုတ်သွားတုတ်တုတ်စားတုတ်တုတ်တွေများဖြစ်မလားဘော။အဲ့လိုလည်းမဟုတ်ပါဘူးနော်။တုတ်တုတ်ကြီးဖြတ်တန်းခဲ့တဲ့ဘဝကြီးမှာမော ါ်လာတာပေါ့နော်ခုကတော့အေဂျင်တာလေးဖြစ်တဲ့အတွက်ကြောင့်ဒီမှာရှိရဲအာကျွန်မနဲ့အဲကျမရဲ့ post ကိုမြင်တဲ့သူတွေလာမေးကြတယ်မေးပါကျမတက်နိုင်တဲ့မညာဖြည့်ပေးပါမယ်ကျမပွဲစားမဟုတ်ဘူးပွဲစားလို့ဆရာလည်းမလို့ဘူးအာဟိုဟာပေါ့နော်ဟိုတည်တော့ပြောပြပေးမယ်ချစ်လို့ခင်လို့မအာမြင်လာကြလို့မအာတန်ကျမအမြဲပြောလို့ရှိရယ်တန်1200မှာ ဒီ post ကိုမြင်ဖို့ဆိုရင်တော့ဒါရည်စက်တစ်ခုကြောင့်မြင်လာတယ်လို့ပဲရှင်းကြည့်ပါရနော်။ဟုတ်ကဲ့ပါမင်္ဂလာရှိသောနေ့ဖြစ်ပါစေ။အားလုံးအေးချမ်းကြပါစေရှင်။